ပြိုင်သမားအလုံးမဲမင်္ဂလာပါရှင်။နောင်ရုပ်စိ official channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ကျမတို့ရဲ့ channel ကနေပရာလောကစမ်းချက်ဇာတ်လမ်းတွေနဲ့ကင်မီယာစမ်းချက်ဇာတ်လမ်းတွေကိုတင်ဆက်ပေးနေတာဖြစ်ပါရစေ။ဒီကနေ့မှလည်းဆရာနောင်ရုပ်စိကိုယ်တိုင်ရေးသားထားတဲ့ရမဲမီသောနော်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ဒီဇာတ်လမ်းလေးကဖြည့်ရမန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာမို့အားပေးနာဆင်ပေးကြပါအောင်ရှင်။ဟုတ်ကဲ့ပါကျမကတော့တင်ဆက်သူသီရိဆန်းပါ မောင်မိုက်တဲ့ညတညာမိုးကတဲတဲထန်ထန်ရွာသွန်းနေတယ်။မိုးတဲထန်မှုကြောင့်တောင်ညိုချောင်းစီမှာတော့ရေတွေကကန်းပြေကန်းရှန်စီးဆင်းနေတယ်။အဲဒီအချိန်မှာလူနှစ်ဦးကတော့တောင်ညိုချောင်းရဲ့တပေးလန်းအတိုင်းမှာပခုံးဖက်ရင်နဲ့မိုးတဲတဲထဲမှာရှောက်လာနေတယ်။မကြာမှာအဲဒီလူနှစ်ဦးကလမ်းအတိုင်းရှောက်လာရင်နဲ့တုတ်တန်တစ်ခုအနီးစီကိုရောက်ရှိလာတယ်။အဲ့ဒီချိန်မှာပဲပခုံးဖက်ထားတဲ့နှစ်ယောက်ထဲကတယောက်ကတစုံတရာကိုဆူလိုက်တဲ့ထင်တယ် ကျန်တဲ့ဦးဟာဖက်ထားတဲ့ပခုံးကင်လက်ကိုဖဲချပြီးတော့ပြောတဲ့သူကိုတွန်းဖယ်လိုက်တယ်။အဲဒီကပြောတဲ့သူကစိတ်ဆိုးမဲ့ဆိုနဲ့တွန်းဖယ်သူကိုဝင်လုံးပြီးတော့လက်ထက်ရတစုံတရာနဲ့ရင်ပုံစီကို အချက်ပေါင်းများစွာ ထိုးဆိုင်လိုက်တယ်။တအောင်ကြာမှာတော့အထိုးခံရတဲ့သူကမြေပြင်စီကိုပုံရက်သားလဲချသွားတယ်။အဲဒီကထိုးတဲ့သူကလဲချနေတဲ့သူကိုတရွတ်တိုက်ဆွဲယူပြီးတော့ရေစီးကျန်းလာတဲ့ချောင်းစီကိုပစ်ချလိုက်တော့တယ်။ အဲ့ဒီညကိုလွန်ခဲ့ပြီးတော့နောက်တညမှာတော့မျိုးစွေကြီးဟိုရှေ့ကျရင်ရွာတော်တုတ်တန်ကိုဖျက်တော်မှာ အရှိရလူတွေကိုမှီအောင်မြဲမြဲနေဟအေးပါဘာတင်ရငါလဲနင်းနေရပဲဟိုဘာတင်နဲ့မျိုးစွေမျိုးစင်းယုံစီကလူနာသတင်းမေးပြီးတော့ပြန်လာကြတာဝတ်ထနေတဲ့လမ်းမှာမျိုးစွေကစပန်းယုံအားဆိုင်နေရင်းနဲ့တဖြည်းဖြည်းနဲ့တုတ်တန်အနာစီကိုရှောင်းလာတယ်ဘာတင်ဟိုရှေ့ကဟာလူလားကြည်စမ်း မျိုးဆက်ရဲစကားကြောင့်ဘာတန်ဟာအနာကယ်ရီယာကနေအရှိကိုကဲကြည့်တယ်။သူတို့နဲ့တော်တော်လှလန်းစီမှာတော့လူတယောက်အေးဟာလူပဲချောင်းထဲကတက်လာတာကွာဒီအချိန်ကြီးကိုကွာဘယ်သူလဲမသိဘူးသူ့မှုမကြောက်မလန့်နဲ့အမောင်လေးကသူကချောင်းစီရတက်လာပြီးတော့တုတ်တန်စီရစီကို တရွေ့ရွေ့တက်သွားတယ်။သူတို့ရဲ့စပိန်လေးကအဲ့ဒီသူနဲ့တုတ်တန်ကိုဖျက်ချော်သွားတယ်။ဘတ်တဲ့ဘယ်သူလဲမသိဘူးငါသွားကြည့်ချင်တယ်ကွာ မျိုးစရာပြောပြီးတော့စပင်းကိုရှမ်းလိုက်တယ်။ဟာမင်းကလည်းလှုပ်ပြီးငါကြောက်တယ်ကွ။စက်တာနင်းစမ်းပါကွ။လာပါကွခဏပဲ哦ဘသူဘဝတိရတာပေါ့။မျိုးစရာစပင်းကိုတောက်ထောက်ပြီးတော့တုတ်တန်စရဲ့ဖက်ကိုထွက်သွားတယ်။ဘတ်တင်ကလည်းမနေရတာမို့မျိုးစရဲ့နောက်ကိုပြေးလိုက်မိတယ်။ဇရဲ့ပေါ်မှာတော့အခုနကလူကငုတ်တုတ်ထိုင်နေတယ်။မျိုးစရာလည်းအဲ့ဒီလူနာကိုကတ်သွားတယ်။ဟဲ့လူခမည်းဘသူလဲဘဲရလဲ။ ထိုင်နေတဲ့သူကမတုံမလုံးရှိနေတယ်။မျိုးစရအထက်မိတယ်ပြန်မဖြစ်။ဘာတရမျိုးစရလက်ကိုလှမ်းကုတ်ပြီးတော့ပြန်ဖို့တတိပင်းနေ။ဒါပေမဲ့သုံးကောင်းမြောက်အတွက်မှာတော့မျိုးစရစိတ်မရှိဘဲနဲ့အနားကိုကတ်သွားပြီးတော့အဲ့ဒီလူကိုလှမ်းပုတ်လိုက်တယ်။ဟဲ့လူဟာပြက်ပြက်တတရဲ့ထိုင်နေတဲ့သူကရုတ်တရက်ဖြုတ်ခနဲပျောက်သွားတယ်။မျိုးစရအံ့အားတက်နေတော့ဘာတရတရဲလို့អော်ပြေးတယ်။မျိုးစွေလည်းမနေတာဘာတက်အနောက်ကိုလိုက်ပြေးတယ်။ သူတို့နှစ်ဦးကစပင်းကိုတော့မယူနိုင်ရွာတော်တုတ်တန်အနေသူတို့ရွာအထိအားကုန်ထုတ်ပြီးတော့ပြေးတယ်ရွာကိုရောက်တဲ့အခါတရဲတရဲလို့သာအော်ဟစ်ပြီးတော့နှစ်ယောက်စလုံးကတတိလက်သွားတယ်နောက်တနေ့မနက်မှာတော့မျိုးစိတို့တရင်ကရွာနီးချုပ်ဆက်ကိုပြန့်နှံ့သွားတယ်မျိုးမရဲစခန်းစီကို အသားညိုညိုရုပ်ရည်အတင်တင်ရှိတဲ့မျိုးသမီးတူကရောက်လာတယ်လူပြောက်တိုင်ကျင်လို့ပါဆရာ စခန်းမှာသူရဲအုပ်နေလျာတာဝန်မှုကြာနေတယ် ဟုတ်ကဲ့ထိုင်ပါမအမျိုးသမီးကိုနေရာထိုင်ခင်းပြပြီးတော့မတ်ဆုစာအုပ်ကိုရှူလိုက်တယ်။ငါမဘသူပြောက်တာလဲ။ကျမမောင်လေးပါဆရာ။သူ့နာမည်နဲ့အမနာမည်လေးပြီးတော့သူ့အသက်အမကတော့စန်းတက်မှာသူ့နာမည်ကဝင်းချိန်မှာအသက်ကတော့22နှစ်ပါဆရာ။ဘယ်နည်းလောက်ကမတွေ့တော့တာလဲ။ဒီနေရောဆိုရင်3ရက်ရှိပြီဆရာ။သူသွားတတ်တဲ့နေရာရော ရှာပြီးပါပြီဆရာ။ အဲ့ဒီညသူရွာတောင်ပိုင်းကိုဗီဒီယိုကြည့်မယ်ဆိုပြီးတော့ထွက်သွားတာ in အဲ့နောက်သူရဲ့အုပ်နယ်လင်းကလိုအပ်တာတွေမေးမြန်းပြီးတော့အမျိုးသမီးကိုပြန်လှုပ်လိုက်တယ်အဲ့ဒီချိန်မှာနဗေးကတာဝန်ကျရဲစီးဆရာအောင်တင်ကအမှုဖွင့်မတန်းမှာအလုံးဖြစ်ဆွဲပြီးလေးပြီအဲ့နောက်မှာတော့အမှုဖြစ်စဉ်ကိုအထက်ကိုတင်ပြပြီးတော့နယ်ရင်းတွေကိုဆက်သွယ်ညွှန်ကြားလိုက်တယ်အမေရှိပါမျိုးမရဲစခန်းရမှာခမညာကျွန်တော်ရဲတက်ချက်ကြီးမြင့်ဝေပါ ဟုတ်ကဲ့ခမရွာတော်တုတ်တံမှာအလောင်းပေါ်လို့တဲ့အဲ့ဒါသတင်းပေးရပါဟုတ်ကဲ့သတင်းပို့ပြီးခုပဲလာခဲ့ပါမယ်တက်ချက်ကြီးမြင်ဝင်ရဖုံးသတင်းကိုဖတ်တန်းတင်ပြီးတော့အဆင့်ဆင့်သတင်းဆက်ပို့တယ်ခဏကြာတဲ့အခါရဲစခန်းအတွင်းစီကဒူရဲအောင်နေလင်းဦးစီးတဲ့အဖွဲတစ်ဖွဲ့ဟာရွာတော်စီကိုထွက်ခဲ့တယ်အလောင်းနေရာစီကိုရောက်တဲ့အခါလူတွေကအုံခဲနေတယ်ရဲတွေကိုမြင်တဲ့အခါလမ်းဖယ်ပေးကြတယ်ဒူရဲအောင်နေလင်းတို့ကအလောင်းကိုမြင်ရပြီး အလောင်းဟာတောင်ကျူချောင်းကဘာဆက်မှာပုတ်ပွားပြီးတော့ပေါ်လောပေါ်နေတယ်။ရင်ဘက်မှာလည်းထိုးသွင်းတံရည်တွေ့ရတာမို့သူရဲ့အုပ်နေလင်းကလူသက်မှုဖြစ်ကြောင်းအတည်ပြုမိတယ်။အဲဒီနောက်ဒီနေရာကိုမြေပုံကျဲရေးဆွဲတယ်။ရဲစေးအောင်ရအလောင်းကိုရှုထောင့်အမျိုးမျိုးအားနဲ့မှုခင်းတက်ပုံရိုက်တယ်။အားလုံးပြုတ်ပြီးတဲ့အခါအလောင်းကိုမှုခင်းဆရာဝန်စီကိုပို့ပြီးတော့ဆက်လက်ဆောင်စမ်းမှုတေသူရဲ့အိမ်စီကိုသွားကြတယ်။တေသူကအမနဲ့အတူနေပြီးတော့ လက်ရှိမှာတော့အမဖြစ်သူဟာငိုကြွေးရင်းနဲ့တတိလစ်သွားတဲ့အတွက်အိမ်စီမှာရှိနေတယ်လို့အကြံဖြင်းသိရတယ်။ဟင်အိမ်ထဲအောင်ဝင်ချင်းသူမင်းမြတ်မဲ့လူကတနေ့ကလူပြားမှုလာတိုင်းနဲ့မဆန်းတင်ဖြစ်နေတာမဟုတ်သူရဲအောင်နေလင်းကအံ့ဩသွားမိတယ်။မဆန်းတင်ကနေလင်းကိုမြင်တဲ့အခါအာကိုတကြီးနဲ့ငိုကြွေးနေပြီ။ဆရာရဲ့ကျမမောင်လေးကိုကယ်ပေးပါအောင်နော်။ကယ်ပေးပါရှင်။အဲ့ဒီလိုတစားစားပြောပြီးတော့ငိုကြွေးတယ်။ သူရဲအောင်နေလင်းရလဲစိတ်မကောင်းကဲမစမ်းတဲ့တေသူကလည်းတေးပြီဗျာဒီတော့ကျွန်တော်တို့အနေနဲ့တေသူအတွက်တရားမျှတမှုရအောင်တတ်တဲ့သူကိုဖော်ထုတ်ရမယ်အဲဒါကြောင့်မစမ်းတဲ့အနေနဲ့ငိုကျင်တဲ့စိတ်ကိုခဏချင်းပြီးတော့ကျွန်တော်တို့မေးတာကိုဖြေပေးပါဟုတ်ဟုတ်ကဲ့ရှင်မစမ်းတဲ့ကအငိုရက်သွားတယ်ရှိုက်တန်တော့ထွက်နေစင်တေးတဲ့သူကဝင်းချိန်တော့အရင်လူပြောင်းလာတိုင်းတော့အမှတ်တမ်းအတိုင်းပဲပြန်ပြီးတော့တိုင်လိုက်တယ် မဆန်းတဲ့ခင်ဗျာတော့တူရဲအောင်နေလဲမင်းမြတ်သမ ्या ကိုရှိုက်နေရနေကောင်းငိတ်လိုက်ကောင်းခါလိုက်နဲ့ဖြေချနေတော့တယ်။အဲ့နေရတူရဲအောင်နေလင်းတို့ဖွဲရလိုအပ်တာတွေကိုစုံစမ်းမေးမြန်းပြီးတော့စက်ခန်းကိုပြန်ခဲ့တယ်။မြူကင်းစေးဌာနစစ်ဆေးချက်ကထွက်ပေါ်ခဲ့လိမ့်ပြီ။ဝင်းထိန်သေးဆုံးရတာရှင်ဘက်စီမှာဓာတ်လိုခြုံထက်ပန်းလွှာတဲ့အရာနဲ့73ချက်တိတိထိုးခံရပြီးတော့နှလုံးစီမှာ3ချက်ထိုးမိပြီးတော့သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ေဆုံးတာလည်း၃ရက်လောက်ရှိပြီဖြစ်တယ်လို့အဆုတ်ထဲမှာရေဝင်နေတာကိုမတွေ့ရတဲ့အတွက်အသေးသက်ပြီးမှရေထဲကိုပြစ်ချခဲ့တယ်လို့စေးအဖြေထွက်တယ်။အဲဒီဆက်စေးချက်တွေအရဒူရန်ဟုတ်နေလင်ကကောက်ချက်ချတဲ့အခါတာမန်ရန်ဖြစ်ပြီးတော့တေဆုံးတာထက်စိတ်နာကြည်ပြီးတတ်တယ်လို့ယူဆမိပါတယ်။တရခဲဘသူဖြစ်မလဲအဖြေကိုလွယ်လွယ်စမ်းသပ်ဖို့ကမလွယ်။အဲဒီတော့တေသူရဲ့နောက်ကြောင်းကိုလိုက်ဖို့ဒူရန်ဟုတ်နေလင်ကတွေးပြီးတော့ဆုံးဖြတ်လိုက်တယ်။ ီလိုနဲ့အမှုဖြစ်ပြီးတော့၃ရက်လောက်အကြာဝင်းထက်ရရက်လဲတဲ့နေမှာဘိုးကြီးရုံးခန်းတစ်ခုစီရပြန်အလားစခန်းစီကိုအဝယ်မှာ ဝင်းထက်ရနောက်ကျောင်းရဇဝင်းကိုစုံစမ်းဖို့လွှတ်ထားတဲ့ဆရာတက်ဆောင်ကလာပြီးတော့တရင်ပို့တယ်။ဘာထူးလဲဆရာတက်ဆောင်။ထူးတယ်ဘိုးကြီး။တို့ကဗရောင်းဘက်ကနေဒီဟိုပြောင်းလာတာမကြသေးဘူးဗျ။သုံးနှစ်လောက်ပဲရှိအောင်မယ်တဲ့ဗရောင်းလိုအညာဒေတာကလည်းဒီဟိုပြောင်းလာတယ်ဆိုတော့ ။တာမန်စည်းပွားရဲ့အတွက်လားဒါမှမဟုတ်တခြားကိစ္စအတွက်ပြောင်းလာတာလား။နေလင်းရဲ့အတွေ့အကြုံကတခဏတာရှုပ်ထွေးသွားတယ်။သူတို့ဒီလိုပြောင်းလာကစားကြတဲ့မောင်နှမနှစ်ယောက်ပဲလား။မိဘတွေရောပါလား။မပါဘူးတဲ့ပိုကြီး။အင်းအဲ့ဒီလိုသာဆိုရင်တော့ကျွန်တော်တို့ဗရောင်းကိုသွားဖို့လိုလာပြီဗျ။ဘာလို့လဲပိုကြီး။ဆရာတက်ဆောင်ကနားမလဲသလိုမေးတယ်ဒီလိုပြအခုတက်တဲ့ပုံရဖြစ်နိုင်ခြေရှိတာခံမှန်းရရင် တက်တဲ့သူဟာတည်တဲ့သူပေါ်မှာရန်ညှိုးကြောင့်တက်တယ်လို့တော့ကျွန်တော်ယူဆမိတယ်။ပြီးတော့ကျွန်တော်အရင်ရတဲ့တဲ့ရင်သူတို့ကဒီမှာအနေအေးတယ်။ခိုက်ရံဖြစ်ပြီးတော့လူမုန်းတာမျိုးမရှိဘူး။ဒီတော့ဆရာတက်စော်ရလာတဲ့တဲ့အရာဆိုရင်တော့တက်တဲ့သူဟာသူတို့အရင်နေရက်ကဖြစ်မယ်လို့မှန်းမိတယ်။သဘောပေါက်ပြီဆရာ။ဒီလိုဆိုရင်အရင်ကရှိခဲ့မှုတဲ့ရန်ညှိုးဒီမှာလာရှင်းတဲ့သဘောပဲ။သူရဲ့အုပ်နေလင်းကအကောင်းကိုညှိလိုက်တယ်။ဟုတ်တယ်အဲ့ဒီသဘောပဲ။ ဒါပေမဲ့လက်တလုံးတော်တောင်းအတီးပြုတ်ဖို့မရေရသေးဘူး။ကဲဆရာတက်ဆောင်တလက်စားတယ်ဗျာ။ကျွန်တော်တို့သူတို့ရဲ့ဗရောင်းလိပ်စာလေးကိုတောင်းပေး။ပြီးတော့ဗျာဝင်းထိန်ရဲ့ဓာတ်ပုံဖြစ်ဖြစ်မဆန်းတင်ရဲ့ဓာတ်ပုံဖြစ်ဖြစ်သူတို့မသိအောင်ယူခဲ့ပေးဗျာ။ဟုတ်ကဲ့ဗိုလ်ကြီး။ဆရာတက်ဆောင်အလေးပြုပြီးတော့ပြန်ထွက်သွားတယ်။နေလဲရတော့အမှုအတွက်အတွေးရဆက်ဆက်ရင်နဲ့ရက်ချန်ခဲ့တယ်။ဗရောင်းနဲ့ပန်းဆက်ရွာစီကိုနေလဲရရောက်ခဲ့တယ်။အသွင်ပြန်ရတော့တမတ်အရက်ဝတ်တာဝတ်ထားတယ်။ လွယ်ထားတဲ့ဘေးလွယ်အိမ်မှာတော့ဆရာသက်စော်စီကရရှိလာတဲ့သတင်းချက်လက်တွေနဲ့မဆန်းတင်ရဲ့ဓာတ်ပုံ နီးလေးအခုရွာလူချင်းရင်ကိုပို့ပေးပါလားရွာဝဝင်ချင်းတွေ့ရတဲ့ကောင်လေးကိုအခုညီတောင်းပြီးတော့ရွာလူချင်းရင်ကိုရောက်ခဲ့တယ်။အဲရောက်တာနဲ့ရွာလူချင်းကိုအဆင်သင့်ပဲတွေ့ရပြီးတော့နေလေးကသူ့ကိုယ်သူရဲဖြစ်ကြောင်းမိတ်ဆက်တယ်။ပြီးရင်အမှုဖြစ်စဉ်ကိုထိန်ချန်ပြီးတော့မဆန်းတင်ရဲ့ဓာတ်ပုံကိုပြကသူ့ကိုသိလာဦးလေးဟေး ရွာလူကြီးကတပ်ပုံကိုယူကြည့်တယ်။ဒါကျုပ်တို့ရွာမှာအရင်နေသွားတဲ့လှရင်ပဲဆရာလေးက။ "तू ကဘာဖြစ်လို့လဲ။ရွာလူကြီးကပြန်မေးလာတယ်။ဒါပေမဲ့နေလင်းရ။ "तू ကဘာမှမဖြစ်ပါဘူးဦးလေး။ဒါပေမဲ့သူ့နောက်ကြောင်းလေးကိုသိကျင်လို့ဒီလိုက်လာတာ။အော်ဦးလေးပြောပြပေးနိုင်လား။အင်းရတဲ့ပေါ့ဆရာလေးက။တိုက်တိုက်ဆန်ဆန်ဟိုပဲတလုံးရတယ်သူ့ယောက်ျားမောင်ဆိုးထောင်ဝလွတ်ပြီးရွာကိုလာသေးတာကဲကဲအဖန်ရင်တောက်ချင်ဦးပြီးရင်ကြုံပြောပြမယ် ကမ်းပေးလာတဲ့ရင်နွေးခွက်ကိုနေလင်းကလှမ်းယူပြီးတော့တဖြည်းဖြည်းမှုတ်ပြီးတောင်းနေလိုက်တယ်။အဲဒီအချိန်မှာရွာလူကြီးကကွန်းတရားကိုရှာပြီးတော့ပါဇက်ထဲကိုထည့်ဝါရင်အဲ့ဒီကလေးမှတိတ်တနာစရာကောင်းတာဆရာလေးကသူဒီရွာကိုရောက်လာတာလွန်ခဲ့တဲ့၈နှစ်လောက်ကအဲ့ဒီအရင်ဗမာနေတယ်တော့မသိရဘူး။ရွာကိုရောက်လာတာကတော့နေဆက်ဖက်ကိုအလုသွားတဲ့မောင်ဆိုးဆိုတဲ့ကောင်လေးနဲ့ခူးရလိုက်လာတာတဲ့။ဟုတ်ကဲ့။အဲ့ဒီနောက်ရွာလူကြီးက လှရင်နောက်ကြောင်းကိုပြန်ပြောပြတယ်။နေလင်းရလည်းရွာလူကြီးပြောသမျှကိုမှတ်စုတဲ့ကိုချရင်နေတယ်။နောက်တနားရီလောက်အကြာမှာတော့လူကျင်တဲ့အချက်လက်တွေအပြင်ဖြစ်နိုင်ခြေရှိတဲ့တရားခံကိုပါနေလင်းကတွက်ဆမိတော့တယ်။ဗရောင်းကအပြန်နေလင်းကမန္တလေးဘက်ကိုပတ်ခဲ့တယ်။မန္တလေးမှာတရက်လောက်နေပြီးတော့သူ့မြို့စီကိုပြန်ခဲ့တယ်။မြို့ကိုပြန်ရောက်ပြီးတဲ့အခါစက္ကန့်ကိုမပြန်သေးဘဲနဲ့မျိုးရဲမှာပဲနှစ်ရက်လောက်တကူတဲ့အသွားလာလုံရတယ်။ လိုအပ်တဲ့အချက်လက်တွေရစုံသွားတဲ့အခါမှာနေလင်းရစခန်းစီကိုပြန်ခဲ့တယ်။အဲဒီနောက်စခန်းမှုစီကိုတရင်ဝင်ပို့ပြီးတော့တရခန်ဖမ်းဖို့တင်ပြကရဲစီးစရာအောင်ရတဲ့တခြားဖွဲ့ဝင်နှစ်ဦးကိုခေါ်ပြီးတော့ရွာတော်စီကိုတရခန်ဖမ်းဖို့အားချင်းထွက်ခဲ့တယ်။ရွာတော်ကိုရောက်တဲ့အခါလေးလံပိုင်းနှစ်နာရီလောက်ရှိပြီဖြစ်တယ်။ရွာကိုရှောင်ကွင်းပြီးတော့တုတ်တန်စီကိုလာခဲ့ကြတယ်။တုတ်တန်စီကိုရောက်တဲ့အခါအသက်ဆောင်ဆိုင်နေတဲ့ဆရာသက်ဆောင်ကလာပေါင်းတယ်။ အဲ့နောက်တစ်ဖွဲ့လုံးကဂူရီချာကနေသွားပြီးတော့တနည်းရတချိုခဲ့တဲ့ဝင်းထိန်ရဲခူစီကိုသွားလိုက်တယ်။ဝင်းထိန်ရဲခူနားကိုရောက်တဲ့အခါလူတယောက်ကတော့ဂူနဘေးမှာခြေပြက်လက်ပြက်ထိုင်ချပြီးတော့ခေါင်းငိုက်ဆိုင်ကြနေတယ်။သူ့ကိုလက်ထိတ်ခတ်ပြီးဖမ်းလိုက်ပါဆရာတက်စော။ဆရာတက်စော်ကတွတ်တွတ်လက်လက်ပဲအဲ့ဒီလူကိုလက်ထိတ်ခတ်လိုက်တယ်။လက်ထိတ်ခတ်ခံရတာကြောင့်အဲ့ဒီသူကခေါင်းမော့ပြီးခြေလာတယ်။ဒါပေမဲ့ရုန်းကန်တာတော့လုံးဝမလုံး။ ထူးထူးခြားခြားသူ့ရဲ့မျက်ခွင်းတွေကအေးပြက်တာကြောင့်လားယောဂါကြောင့်လားတော့မသိညိုမဲနေတယ်။ကဲမောင်ဆိုမင်းကိုဝင်းထံရောတက်တဲ့အမှုနဲ့ငါတို့ဖမ်းလိုက်ပြီ။သူရဲ့အုပ်နေလျက်စကားမောင်ဆိုကခက်ရရပြုံးနေ။ကျေးဇူးတင်ပါတယ်ဆရာ။ဆရာတို့ရောက်လာတာစောသွားလို့ပါ။ကြုံခဏနေရင်ပဲစခန်းကိုလာပြီးအဖမ်းခံမလို့လုပ်နေတာ။မောင်ဆိုရဲ့စကားထူးဆန်းနေ။ကဲပါအခုလိုတာဝန်ယူစိတ်ရှိတာကိုကျေးဇူးတင်ပါတယ်။ကဲသွားကြစို့။ ခဏလေးပါဆရာချုပ်တစ်ခုလောက်တောင်းဆိုခွင့်ရှိမလားပြောကြည့်ပါကျွန်တော်တာဝန်ယူနိုင်တဲ့ဟာဆိုရင်လုပ်ပေးပါမယ်တခြားတော့မဟုတ်ပါဘူးဆရာချုပ်ဒီရပြန်မဆန်းတက်စီကိုခဏဝင်တွေ့ချင်လို့ပါကောင်းပြီလေဒီလောက်တော့ရပါတယ်အပြန်လမ်းမှာမောင်ဆိုးရဲ့ဆန္ဒအတိုင်းမဆန်းတရဲ့အိမ်ကိုဝင်ခဲ့တယ်။မဆန်းတရရဲရီဖန်လာတဲ့မောင်ဆိုးကိုမြင်တဲ့အခါအံ့အားတသင့်ဖြစ်ပြီးတော့ပုံရသားထိုင်ချပြီးတော့ချုံပွဲချငိုကြည့်တယ်။မောင်ဆိုးကတော့ဘာစကားမှမပြော ဆန်းတယုံငေးကြည့်ုံသာချိပြီးတော့စခန်းစီကိုသွားဖို့ပြောတယ်။အဲဒီနောက်အလုံးကစခန်းစီကိုပြန်ခဲ့ကြတယ်။ဖြောင်းချင်မောင်စိုးကညင်ရင်ဖြစ်တဲ့မောင်မိုးခေါ်ထိန်ဝင်းကိုတတ်ခဲ့တဲ့အတွက်ဒီလိုဖြောင်းချက်ပေးတယ်။သူကတစ်ချိန်ကနေဆန်းစီမှာလှုပ်သွားလှုပ်ရင်းနဲ့မလှရင်လို့မိဘမဲ့ပြီးတော့ခိုကိုရမဲ့တဲ့မိန်းကလေးကိုနှစ်ဦးသဘောတူခေါ်ယူပေါင်းသိပ်ပြီးတော့ရွာစီအပြတ်မှာခေါ်ဆောင်ပြီးတော့ မိငယ်ဖြစ်သူညီဖြစ်သူတို့နဲ့အတူတအိမ်ထဲနေခဲ့တယ်။အဲ့ဒီချိန်တော့ကညီဖြစ်သူမောင်မိုးကလူပြိုပေါက်ရွယ်ပဲရှိသေးတယ်။ပေါင်းတင်တော့ကလည်းသူကမလှရင်အရန်ကိုချစ်မြတ်နိုးခဲ့တယ်။ရွာရောက်ပြီးတော့မှငါးလလောက်အကြာမှာတော့ရွာအကြကူလီသမားတယောက်ကမလှရင်ထိကပားရိကပားလှုပ်တဲ့အတွက်ချစ်တော်သားကြီးလုံးနဲ့သူကအဲ့ဒီသူကိုတတ်ခဲ့တယ်။ဒီအမှုအတွက်ပဲထောင်ဆန်းနေကြခဲ့ရတယ်။ ထောင်ချနေတုံတစ်နှစ်လောက်ကြာမှမိခင်ဖြစ်သူ ဆုံးပါသွားကြောင်းသတင်းရရှိတယ်။ထောင်ချပြီးတော့၈နှစ်လောက်ကြာမှတော့ရှော့ရက်တင်နဲ့သူပြန်လွတ်လာခဲ့တယ်။မလရရဲ့တွေ့ကျင်စောကြောင်းရွာစီကိုအပြေးလာခဲ့ပေမဲ့မလရရောညီဖြစ်သူပါရွာမှာမရှိ။မလရရမိခင်ဖြစ်သူဆုံးပါပြီးချိန်ကလေးကရွာကနေပျောက်သွားပြီးတော့ညီဖြစ်သူကတော့လွန်ခဲ့တဲ့၆နှစ်လောက်ကအိမ်ထဲဝိုင်းဝန်းဆောင်ပြီးတော့ရွာထွက်သွားတယ်လို့သိရတယ်။ ချစ်ရသူရောတွေ့တာရတဲ့ညီဖြစ်သူပါသတင်းပြောက်တဲ့အတွက်မောင်ဆိုးခမစိတ်လီခဲ့ရတယ်။ဘယ်စီသွားရမလဲလို့ဥတီချင်းမရှိဘဲနဲ့ချေဦးတရလျှောက်သွားမိရင်လည်းထောင်ထဲမှာဆုံခဲ့တယ်။ကိုအောင်ဝင်းဆိုတဲ့မိတ်ဆွေတဦးနဲ့တွေ့ပြီးတော့အဲ့ဒီသူနဲ့အတူလိုက်ပါနေထိုင်ခဲ့တယ်။တကူရီတကာသမားဖြစ်တဲ့ကိုအောင်ဝင်းနဲ့အတူနေထိုင်ပြီးတော့မျိုးဝပွဲရုံစီမှာအလုံဝင်ခဲ့တယ်။ပွဲရုံမှာအလုံလုံရင်းနဲ့တရက်ကြာစေးလေးစီလာတဲ့ မလရနံမောင်မိုးတို့အမှတ်မထင်တွေ့ခဲ့တယ်။တွေ့တွေ့ချင်းဝမ်းသာမိပြီးတော့နှုတ်ဆက်ဖို့ပြင်မိပေမယ့်ရွာထွက်သွားတာမတူတဲ့လူနှစ်ဦးအတူတကွရှိနေပြီးတော့အပြုတ်မှုတွေကိုမတင်ကြတဲ့အတွက်မနှုတ်ဆက်ဖြစ်အဲ့နေရာသူကအနောက်ကနေနောက်ရောက်ခံလာရင်လည်းရွာတော်မှနေတာကိုသိကြရတယ်။နောက်ရက်တွေမှာတော့ရှုပ်ဖြတ်ပြီးတော့ဒီမျိုးမျိုးနဲ့ဆုံဆန်းတဲ့အခါရွာတော်မှာမလှရင်ကမဆန်းတဲ့အဖြစ် မောင်မောကထိန်ဝင်းအဖြစ်နာမည်ပြောင်းပြီးတော့မောင်နှမရဲ့အဖြစ်နေထိုင်ကြောင်းကိုသိခဲ့ရတယ်။အဲဒီတည်းသူဟာအရန်ကိုဝမ်းသာသွားတယ်။ဒါပေမဲ့ထူးထူးဆန်းဆန်းပဲရှင်နေရတန်တရားကြီးကတော့ပြဲမသွား။သူဟာတန်တရားကြီးကိုခြေဖြတ်ဖို့ဆုံးဖြတ်ပြီးတော့တညမှာတော့မလှရင်တို့အိမ်စီကိုချင်းကက်ခဲ့တယ်။သူရဲ့တန်တရားကြီးကအမှန်ကန်နေတိုက်တိုက်ဆိုင်ဆိုင်ပဲအဲဒီညာ မလှရင်နဲ့မောင်မိုးတို့ကတန်ဝါသပြုတ်နေတာကိုသူကြုံခဲ့ရတယ်။ရှင်ထဲမှာချစ်ရတဲ့သူကလောက်ရလေချင်းဆိုတဲ့နာကြီးစိတ်နဲ့ညီကိုအရင်ပေါ်မှာတစ္ဆာဖောက်ရတဲ့ညီဖြစ်သူပေါ်မှာခံပြင်းစိတ်တွေကရောထွေးရှက်တင်ခဲ့ရတယ်။အရင်ညစတင်ပြီးတော့သူ့ရင်ထဲမှာတစ္ဆာမဲသူနှစ်ဦးပေါ်မှာခွင်လွတ်သင့်မခွင်လွတ်သင့်ဒရီဟာရင်းနဲ့အအိပ်ပြက်အစာပြက်ဖြစ်ခဲ့ရတယ်။မလှရင်သူ့အနေနဲ့မဆုံးရှုံးချင်း သူထောင်ကြပြီးတော့အလန်းကွာနေတဲ့အချိန်ညီဖြစ်သူနဲ့အိုးကျင်းထားအိုးကျင်းထိခဲ့ရတဲ့အဖြစ်ကို သူနားလည်ပေးဖို့ဆုံးဖြတ်ခဲ့တယ်။အဲဒီဆုံးဖြတ်ချက်ကိုချနိုင်ခဲ့တဲ့အချိန်ညနေဆောင်ခဲ့ပြီ။သူကအားကျင်းမဲ့ရွာတော်ကိုထွက်ခဲ့တယ်။ရွာရောက်တော့မိုးချုပ်ပြီးတိုက်တိုက်ဆိုင်ဆိုင်ပဲရွာအဝယ်မှာမောင်မိုးနဲ့ဆုံသွားတယ်။မောင်မိုးကသူ့ကိုမြင်တော့အယံကိုလန့်ဖြန့်သွားတယ်။ပြီးတော့မောင်မိုးကသူ့ကိုဘယ်သူမှမမြင်အောင်ရွာအပြင်သွားပြီးတော့ အေးအေးဆေးဆေးစကားပြောမယ်ဆိုပြီးတော့တောက်တန်ဘက်ကိုထွက်ခဲ့တယ်။အဲဒီချိန်မှာပဲမိုးရေကတဲတဲထန်ထန်ရွာချလာတယ်။သူနဲ့မောင်မိုးကမိုးရေရေထဲမှာမလှရင်ကိစ္စအတွက်အခြေတင်ဆွေးနွေးတယ်။မယားမောင်မိုးကမလှရင်ကိုလက်လွတ်မပေးနိုင်ကြောင်းယတိပြက်ပြောတယ်။သူကအမျိုးမျိုးချော့မော့ချင်တယ်။တောက်တန်အနားကိုရောက်တဲ့ချိန်မှာတော့ညှင်းဆန်နေတဲ့မောင်မိုးကိုသူစိတ်မရှိချင်တော့တက်မယ်လို့ချိန်ချောက်တဲ့အခါမောင်မိုးကသူ့ကိုအရင်ဆထိုးတယ်။ အဲ့ဒီခါငကိုကလေးကခံပြင်းလာချင်းနေတဲ့သူကစိတ်လွတ်သွားပြီးတော့စောင်းနေကြတာနဲ့ညီဖြစ်သူကိုအချက်ပေါင်းများစွာထိုးခဲ့တယ်။အဲ့နောက်အလောင်းကိုရေစီးကျန်တန်းလာတဲ့ချောင်းစီကိုပြစ်ချတယ်။မက်လာရင်လည်းတွေ့ကျင်စိတ်ကလည်းသူစီမှမရှိ။သူကအဟံမပြတ်ပြန်လာတယ်။ဒါပေမဲ့အဲ့ဒီညဆာပြီးတော့ဒီကနေ့အချိန်ထိညဘက်တွေမှာသူ့အနေနဲ့လုံးဝအိပ်မရ။ညတိုင်းညတိုင်းမောင်မိုးကသူ့စီရောက်လာပြီးတော့ခြေထောက်တွေကိုဆွဲချတယ်။ တခါတည်းရဲ့ရေပွားပြီးတော့ပွာရောင်နေတဲ့ခန္ဓာကိုယ်ကြီးနဲ့အကိုညီလေးကိုခွင့်လွတ်ပါညီလေးကတော့အကိုကိုလုံးဝခွင့်မလွတ်နိုင်ဘူးအဲ့လိုပြောပြီးတော့ဒေါသတစ်ချီနဲ့သူ့ကိုတတ်ဖို့ကြိုးပမ်းတဲ့အသွင်ပြင်းလေးကိုအိမ်မက်လိုလိုတကယ်လိုလိုနဲ့အမြဲလိုမြင်မက်ခဲ့တယ်။အဲ့တည်းညဆိုရင်သူအိပ်မရတာများလာတယ်။နေ့ဘက်မှာအိပ်ဖို့စူးစမ်းပြီးမယ်။စိတ်ကအလိုလိုလက်နေတာမို့အိပ်လို့မရ။တပတ်ကြော်ကြတဲ့အချိန်သူကအခန်းအောင်းနေပြင်းနေတဲ့ နောက်ဆုံးမှာတော့အဖမ်းခံမှုဆုံးဖြတ်ပြီးတော့နောက်ဆုံးအနေနဲ့ညီဖြစ်သူရဲ့အုပ်ဂူစီကိုဝင်ပြီးတောင်းပန်နေတော့ရဲတွေရောက်လာပြီးတော့အဖမ်းခံခဲ့ရတယ်။ဒီအကြောင်းအရာတွေကိုတရက်ခန့်မောင်စိုးကဖြောင့်ချက်ပေးခဲ့တယ်။ည9နာရီလောက်စခန်းထဲမှာလူတက်မှုကိုအမှုမှန်ပေါ်အောင်စုံစမ်းဖော်ထုတ်နိုင်ခဲ့တဲ့သူရဲအုပ်နေလင်းကိုရဲဘော်ရဲဘက်အချင်းချင်းအားချီးကျူးခွန်ပြုပွဲလေးလုပ်ပေးနေကြတယ်။ရုံးစပွဲလေးစီမှာစားစရာအနေငယ်နဲ့အဖျော်ရမကတချို့ရှိနေတယ်။ ကဲပိုဤတရခံကိုဖော်ထုတ်နိုင်ခဲ့ပုံလေးကိုရှင်းပြပေးပါအောင်ဗျာဆရာအောင်ရရဲ့တောင်းဆိုစကားအင်းဒီလိုဗျလူသက်မှုကိုကျွန်တော်ရဲညှိုးကြောင်တတ်တယ်လို့ယူဆမိတယ်အဲဒါကြောင့်မဲ့သူတို့ရဲ့နောက်ကျောင်းရဆိုရင်လာရင်နဲ့အကျောင်းဆောင်ကိုသိပြီးတရခံကမောင်ဆိုးမဟုတ်ရင်မောင်မိုးလို့ယူဆတာအဓိကဖြစ်နိုင်ချေကတော့မောင်ဆိုးကပိုဖြစ်နိုင်တယ်ဒါနဲ့ပဲဗရောင်ကနေပြန်တော့မောင်ဆိုးကြားခဲ့တဲ့ထောင်ကိုကျွန်တော်သွားစုံစမ်းတယ်နောက်အဲ့ဒီကနေဆက်ဆက်ပြီးတော့ ဒီမြို့မှာမောင်ဆိုးရောက်နေတယ်လို့သိခဲ့ရတာအပြ။ဌာနေမြို့ကိုပြန်လာပြီးစုံစမ်းရင်းနဲ့မနေ့ကသူ့အိမ်ကိုထိခဲ့ရတယ်။ကိုအောင်ဝင်းကိုမေးကြည့်တော့မောင်ဆိုးကညာဘက်တင်မအိပ်ဖဲနဲ့တရဲချောက်ခံနေရတယ်ဆိုတာလည်းသိရတယ်အပြ။ပြီးတော့ဒီတရဲနှစ်ရက်အတွင်းမှာရွာတော်ဘက်ကိုသူသွားနေတယ်ဆိုတာလည်းသိပြီးတော့မနေ့ကဆရာတက်ဆောင်ကတုတ်တန်ထဲမှာလူစိမ်းတယောက်ရောက်နေကြောင်းသတင်းလာပို့တော့ချက်ချင်းပဲဝင်ဖမ်းခဲ့တာ။သူရဲအုံနေလင်းကသူ့ရဲ့စကားကိုအဆုံးသတ်လိုက်တယ်။အဲ့ဒီအခါ နားထောင်နေတဲ့သူတွေကလက်ခုပ်တီးပြီးတော့ချီးကျူးဂုဏ်ပြုကြတယ်။အဲဒီခိုင်အော်မလားနဲ့မလားနဲ့မင်းကငါကြောက်တယ်မလားနဲ့တွား။ဆိုတော့မောင်ဆိုးရဲ့အော်သံနဲ့အတူတိုက်ဆိုင်ပြီးတော့အလွန်ပြင်းထန်နန်းစော်လှတဲ့အပုတ်နဲ့ညီကိုဒူရဲဦးနေလင်းတို့အဖွဲ့ကရှူဆိုင်လိုက်မိကြပါတယ်။ပြိသက်များရှင်ကျွန်မခုတင်ဆက်ပေးခဲ့တာတော့စာရေးဆရာနောင်ရိုးစိတ်ကိုရိုင်းရေးသားထားတယ်။ရမဲမီသောနော်ဆိုတဲ့ဇလန်းလေးရဲ့အဆအဆုံးပဲဖြစ်ပါတယ်။ နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။ထပ်မံပြီးတင်ဆက်ပေးမယ့်ဇလံကောင်းများစွာကိုလည်းစောင့်မျှော်အားပေးနားဆင်ပေးပါအောင်ရှင်။